အသက်တွေးချွေးဝိညာဉ်တို့ရဲ့ခန္ဓာကြည်ကျယ်မှုတို့မဟုတ်တရုတ်ပြည်ကမဟာတတိုင်းကြီးရဲ့သမိုင်းကြောင်းရေဒီယိုအားလုံးပဲမင်္ဂလာပါရှင်ဇက်ဗမိတ် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေပြည်နယ်ရဲ့ခြေလက်တောင်တွန်းတွေပေါ်ဖြတ်ပြီးတိစောက်ထားတဲ့ဤနယံကြီးကိုနဂါးတကောင်နဲ့လည်းတင်စားတတ်ကြပါရယ်မိုင်ပေါင်းတောင်းတုံတော်ကျော်ရှည်လျားတဲ့ဒီတတိုင်းကြီးရဲ့သမိုင်းကြောင်းကလည်းနဂါးကြီးလိုပဲရှည်လျားကောက်ကွေးပြီးအချို့အခွေတွေအများကြီးရှိနေကြတာပါအစရောကတော့ဒီတတိုင်းကြီးကဒီလိုအရှိကြီးမဟုတ်သေးပါဘူး ချွန်ကျုခဲလောက်မှာတရုတ်ပြည်မြောက်ပိုင်းကကျူးကျော်လာတဲ့ဓားများတွေနဲ့နေရာတစ်ခုနဲ့တစ်ခုတိုက်ခတ်ကျူးကျော်မှုတွေကိုကာကွယ်ဖို့ကိုဒေတာနဲ့ကိုဒတိုင်းတွေစောက်ခဲ့ကြတာပါပြောရရင်အဲ့ဒီအချိန်တုန်းကကိုတာကိုလုံဖို့စီစဉ်ရတဲ့အချိန်လည်းဖြစ်ပါတယ်နိုင်ငံအများစုကရိုးရိုးမြစ်သားတွေနဲ့ပဲတိစောက်ခဲ့ကြပါတယ်ဘီစီ221လောက်မှာတော့ဩစာကြီးလာတဲ့အေဂရစ်ချင်းရှီယွန်ကပြည်နယ်တွေကိုစုစည်းနိုင်ခဲ့တာပါအဲ့ဒီအချိန်မှာအနောက်ဘက်ကတိဘက်ကုန်းမြင်းနဲ့အရှေ့ဘက်ကပစိဖိတ်သမုဒ္ဒရာတို့က တို့အတွက်သဘာဝခံချက်ဖြစ်နေခဲ့ပါတယ်အဲဒါကြောင့်တို့စိတ်ပူရမှာကမြောက်ပိုင်းမှာရှိတဲ့ရန်သူတွေကိုပါပဲအဲ့ဒီတုန်းကလည်းမြောက်ပိုင်းမှာမွန်ဂိုတူရကီနဲ့တခြားလူမျိုးစုတွေကလည်းလက်ဆောင်ထက်နေကြတာပါမြောက်ပိုင်းကရန်သူတွေကျူးကျော်လာခဲ့ရင်ခုခံမို့ဆိုပြီးအစ်ကလေးလည်းငိုရှိနေတဲ့တိုင်းတွေကိုအစစ်မြင့်တင်တစ်ခုနဲ့တစ်ခုဆက်ပြီးတိုင်းအခြေကြီးဖန်တီးလိုက်ပါတယ် ဒီလောက်ရှည်လျားတဲ့တတိုင်းကြီးကိုလိုလည်နဲ့ဒီစောခဲတော်တော့မဟုတ်ပါဘူး။အဲ့ဒီတုန်းကစက်ကလီယာတွေကလည်းတိတ်မရှိသေးတာကြောင့်လူအားကိုပဲအများဆုံးသုံးခဲ့ရတာပါ။နောက်ပြင်းပြင်းအပွဲရဲ့စောင်းချက်မှုအောက်မှာပြင်းပြင်းထန်ထန်အလုပ်လုပ်ရတာကြောင့်ဘယ်သူကမှလိုလိုလားလားမလုပ်ချင်ကြပါဘူး။အဲဒါကြောင့်ပေါ်တာဆွဲရတဲ့ကိစ္စတွေလည်းရှိလာခဲ့ပါတယ်။တတိုင်းတိဆောင်ရဲ့အလौဒမအများစုကလယ်ဓမာတွေဖြစ်ကြပြီးတချို့ကတော့ရာဇဝတ်သားတွေတချို့ကတော့တုံပန်းတွေလည်းပါနေခဲ့ပါတယ်ပြောရရင်ဒီလုံငန်းခွင်ကသူတို့အတွက်တော့အပြစ်ပေးခံရတယ်လို့ပါပဲ။ ဟမ်မင်းဆက်ခင်မှာတော့တတိုင်းကိုပူဆွဲဆန့်ခဲ့ကြတာပါအဲ့ဒီတော့ကတတိုင်းအရှိကမိုင်3900လောက်အထိရှိလာခဲ့ပါတယ်ဘရီတစ်ဘရင်တွေရဲ့ထုံးစံအတိုင်းတတိုင်းစောက်ဖို့ကိစ္စကိုတော့စင်ရတာကြုံမွေးတကူပဲချိုးဆွဲခဲ့ရတာပါဒီလိုနဲ့တတိုင်းတိဆောက်ရေးလုပ်ငန်းခွင်ကစင်ရဒုက္ခတွေနဲ့နာမည်ကြီးတဲ့နေရာလဲဖြစ်လာခဲ့ပါတယ်ဆောက်လို့ရငရဲကန်းသဘောမျိုးပါပဲအဲ့ဒီခေတ်ကိုဖော်ကျူးတဲ့ကြပြားနဲ့ဒဏ္ဍာရီပုံမြင်တွေကလည်းအလုံသမားတွေရဲ့စင်ရဒုက္ခတွေကိုပုံလွှင့်အောင်ရေးဆက်ခဲ့ကြတာပါ တချို့အထောက်ထားတွေအရာဒီတတိုင်းထဲမှာပဲသိဆုံးသူတွေကိုထမ်းပြုတ်ခဲ့တာတွေတတိုင်းအနီးမှာရှိတဲ့အစုလိုက်အပြုံလိုက်တင်းကျိုင်းတွေကိုလည်းတွေးခဲ့ရတာပါတတိုင်းတိဆောင်ရေးလုပ်ငန်းခွင်ရဲ့ဆင်းရဲဒုက္ခတွေကတော့စောက်ပွဲလို့တောင်မရနိုင်ပါဘူးတပြုတ်ပြုတ်ကျွေးကြတဲ့အသက်တွေထဲမှာ မတော်တဆမှုတွေငတ်မှုမှုတွေနဲ့ပင်ပန်းတွင်းတွင်မှုတွေကအ धिक ပါဝင်နေကြတာပါဒီလိုအခိုင်အမာကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့လည်းသူရက်စွမ်းတဲ့သူနဲ့တွေ့ရတဲ့အခါတတိုင်းကြီးလည်းမတတ်နိုင်ခဲ့ပါဘူး73ရာစုလောက်မှာ စစ်ပြင်းချင်းချင်းခန်းတဲ့သူရဲ့တောင်းကိုဘရိုင်ခန်းတို့ကနိုင်ရန်ကိုကြော့ဖြတ်ပြီးတကွက်ပြခဲ့ကြပါလိမ့်တယ်။1368ခုနှစ်လောက်မှာမင်းမင်းဆက်လက်အာဏာပြန်ရပြီးတတိုင်းတွေကိုပိုခိုင်ခန့်အောင်မုံမှန်ခဲ့ကြတာပါ။အဲ့ဒီအချိန်မှာတော့အုတ်တွေကြောက်တုံးတွေပါတွေနဲ့ပြစ်လာခဲ့ပါပြီ။ဒီတတိုင်းရဲ့ပြင်းမြအမြင့်က23ပေနဲ့အခြေက23ပေလောက်အထိရှိပါတယ်။မင်းမင်းဆက်တုံးကတော့တတိုင်းရဲ့အခြေကမိုင်9500လောက်အထိရှိလာခဲ့ပါပြီ။ မြန်မာနိုင်ငံမြောက်ပိုင်းကပူတာအိုနဲ့တောင်ပိုင်းကကော့တောင်ရဲ့အကွာအဝေးကမိုင်1200ကျော်လောက်ပဲရှိတာဖြစ်လို့ဒီတတိုင်းကဘလောက်တောင်ရှိနေလဲဆိုတာကံမလို့ရပါတယ်တတိုင်းပေါ်မှာဆိုရင်တော့ကင်းမြောင်စင်တွေညပြစ်ပေါက်တွေကြောက်တောင်ပြစ်ချတဲ့အပေါက်ကြီးတွေလည်းတည်ထားခဲ့တာပါဒီလိုတွေအစစ်မြစ်တင်ခဲ့ပေမဲ့လည်း1644ခုနှစ်လောက်မှာမြောက်ပိုင်းကမန်ချူးတွေကထပ်မံကျော်လွန်ခဲ့ပါသေးတယ်နောက်ပိုင်းမှာတရုတ်ပြည်ရဲ့အင်ပါယာကတတိုင်းကိုကျော်လွန်သွားချိန်မှာတော့ဒီတတိုင်းကြီးရဲ့အခန်းကဏ္ဍကလည်းတိတ်မရှိတော့ပါဘူး ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တွေဝင်လာတော့ကတော့ဒီတတိုင်းကိုခံတပ်အဖြစ်ပြန်သုံးခဲ့ရတာပါလက်ရှိမှာတော့ဒီတတိုင်းကိုရင်ကျင်းမှုဆိုင်ရာအမွေအနှစ်အဖြစ်ပဲသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်မေမင်းဆက်နောက်ပိုင်းဆက်ပြီးချက်တွင်လာတဲ့မဟာတတိုင်းကြီးကအခုဆိုရင်မိုင်ပေါင်း13000ကျော်လောက်ဖြစ်ရှိနေခဲ့တာပါ1989ခုနှစ်လောက်မှာတော့ UNESCO ကမဟာတတိုင်းကိုကမ္ဘာအမွေအနှစ်စီရင်သွင်းခဲ့ပါတယ် အစကပြင်ပလူတွေကိုဓာစီဖို့ရည်ရွယ်ပြီးတိစောက်ခဲ့တဲ့ဒီတတိုင်းကြီးကလက်ရှိမှာတော့ပြင်ပလူတန်းပေါင်းများစွာလိမ့်လာလို့ရနေတဲ့နေရာလည်းဖြစ်လို့နေကြောင်းဝင်းမြန်လိုင်းဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ရှင်။အစုံနဲ့ချစ်ရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။